ဟယ်လိုအလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Jacobs Ban တို့ Chris Wheeler တို့ရဲ့ report ရာ Ahila အသင်းရဲ့ဘက်ကတော့တပတ်ကိုလောက်ခလာစာပေါင်9သိန်းအပြင် အပူစုဂျေးတွေအပါဝင်ပေါ့နော်။နောက်ဆုံးအကြိမ်ဖြစ် Bruno Fernandes ကိုကန်လန်ထားပြီးတော့လာမယ့်ကြာသာပတေးနေ့နောက်ဆုံးထားပြီးတော့ကျွန်တော်ဒီအပြေပေးဖို့အတွက်ပေါ့နော်။ Bruno Bruno Fernandes ကိုအချိန်ပေးထားတယ်ပေါ့။သူတို့ထံကိုပြောင်းမလား။သူတို့ရဲ့ကန်လန်မှုကိုလက်ခံလက်မခံ ချိန်ပြီးထားတယ်ပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ကစားသမားဖြစ်သူကိုရောင်းထုတ်ဖို့အတွက်အစီအစဉ်ရှိမနေဘူးပေါ့ဘရူနိုဘက်ကဘရူနိုဖာနန်ဒက်စ်ကအဲဟီလာရဲ့အဓိကပြစ်မှတ်ပါဒါပေမဲ့လည်းလို့အကယ်လို့ဘရူနိုကိုသာမခေါ်ယူနိုင်ခဲ့ဘူးဆိုရင်အက်စတိုမီလာရဲ့ကွင်းလင်ကစားသမားဖြစ်တဲ့ယူရီတယ်လီမန်စ်နဲ့အက်တလန်တာကွင်းလင်ကစားသမားဖြစ်တဲ့အီဒါဆန်တို့ကိုအစားထိုးခေါ်ဖို့အတွက်အဲဟီလာရဲ့ဘက်ကဟိုပြစ်မှတ်ထားနေတယ်ဆိုပြီးတော့ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် ဆိုတော့ကွင်းလင်ကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုအဲဟီလာရဲ့ဘက်ကတရားဝင်ကန်လန်ထားတယ်ပေါ့ဗျာဟိုဒါကတော့ဗောနော်ကျွန်တော်တို့ဖာဘရီဇီယိုရူရောခုနကပြောသလိုဒီအက်သလက်တီကိုကောဖာနန်ဒက်စ်ကိုတရားဝင်ကန်လန်ထားကြောင်းဗာရီပို့မန်တော့ကျွန်တော်ထွက်မလာသေးဘူးဒါပေမဲ့လို့ကျွန်တော်ဖာနန်ဒက်စ်နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ပြောတိုင်းပုံမှန်ပြောနေကြလို့ပဲဒီအဲဟီလာကကလပ်ဝေါကာကိုသူတို့ကကစားဖို့အတွက်ဖာနန်ဒက်စ်ကိုအမိလိုချင်တာအဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့တပတ်လောက်ကလာစားပေါင်း9သိန်း ဒါအပြင်ဖတ်ရတဲ့သတင်းတချို့အရဆိုလို့ရင်၃နှစ်စာချုပ်သူတို့ကချုပ်ချင်တာအဲ့ဒီ၃နှစ်အတော်တွင်မှာ bonus တွေကိုအပိုစုကြီးတွေအကုန်လုံး Bruno Fernandes နဲ့ဂျပတ်ကိုဘောနော tax free ပေါင်9သိန်းအပြင်စုစုပေါင်း၃နှစ်အတော်တွင်မှာပေါင်သန်း200အထိအကျိုးခံစား권ရနိုင်မဲ့ကံလန်းမှုနဲ့ကံလန်းထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။တော့ Fernandes ကတော့လောတဲ့မလေးရှားကိုရောက်နေတယ်ပေါ့လေ။အကယ်လို့သူ့အနေနဲ့ဒီအပြောင်းအရွှေ့ကိုလက်ခံမင်းဆိုလို့ရှိရင်လည်းလက်ခံမင်းဆိုတဲ့အကြောင်း ဒါမဲ့82နှစ်နာရီအတောအတွင်းမှာအပြည့်ပြီးရမယ်ပေါ့အဲ့တော့ Manchester United ရဲ့ဘက်ကတော့လက်ရှိမှာမယောင်းကျင်ဘူးဆိုတဲ့သတင်းတွေကျွန်တော်တောက်လျှောက်ဆိုသလိုတွေ့နေရတာဒါပေမဲ့လည်းလို့ပေါ့နော်ဘာဖြစ်လဲဆိုတော့အသင်းကမယောင်းကျင်ဘူးလားပြောတာကျွန်တော်အနေနဲ့တကယ်လို့များเนาะတကယ်လို့များကျွန်တော်တို့ Champions League ဝင်ခွင့်မရခဲ့တဲ့အတွက်ဆုံးရှုံးခဲ့တဲ့ပေါင်သင်းတရားကိုပြန်ပြီးတော့ဖြည့်ဆည်းခြင်းနေဆိုရင် Finalists ရဲ့အပြောင်းရွှေ့ကနေပြီးတော့ရအောင်သူတို့ကြိုးပမ်းမှာဘာလို့လဲဆိုတော့အခုလက်ရှိအသင်းရဲ့အနေထားကိုက ဒီကစားမားတွေရဲ့ဘောနော်သူလျောလုံးအပြောင်းရွှေ့တွေကနေပြီးတော့ပေါင်သင်းတရာရနိုင်တာဆိုလို့ Fernandez လောက်ပဲကျွန်တော်ရှိတယ်။ Rashford ကိုလည်းတန်း40လောက်နဲ့တင်ရောင်းချဖို့အတွက်ဘောနော်သူတို့ပြင်ဆင်ထားတယ်။ Garnacho ကိုလည်းတန်း60လောက်နဲ့ရောင်းချဖို့ပြင်ဆင်ထားတယ်။သို့တော်လည်းပဲ Fernandez တယောက်ကိုရောင်းရင်တော့တန်း80ကနေတရာကြအသာလေးရမယ့်အခြေအနေမျိုးတော့တရားဝင်ကမ်းလန့်မှုတွေမရှိမချင်းတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ယူနိုက်တက်ဘက်ကတော့လုံးဝမယောင်းဘူးမယောင်းဘူးမယောင်းဘူးဆိုတဲ့သတင်းတွေပဲသူတို့လွှင့်နေဦးမှာပဲ တော့အဟီလာအနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့တရားဝင်ကန့်လန့်မှုကျွန်တော်လိုးတယ်။ဒါမှယူနိုက်တက်ရဲ့ဘက်ကနေပြီးတော့ OK ဘရူနိုရေးငါတို့ကတော့ဘန်နာရေးအကျက်တဲတွေကြောင့်မင်းရဲ့ကန့်လန့်မှုကိုအဟီလာရဲ့ဘက်ကကန့်လန့်မှုကိုငါတို့လက်ခံသွားမယ်ဆိုလို့ချင်းဖာနန်ဒက်စ်ဘက်ကလည်း OK ဟုတ်ပြီ။မင်းတို့ကမလိုချင်တော့ဘူးသိတယ်မလားနော်။ဆိုတော့အချိန်ကြီးမျိုးမျိုးကြောင့်လက်လွတ်မယ်ဆိုလို့ချင်းတော့သူလည်းပဲထွက်မှာပဲ။အဲအဲ့လိုမဟုတ်ဘူးဆိုလို့ချင်းတော့ဖာနန်ဒက်စ်ကိုအရင်ကန့်လန့်ရင်တော့ဒီအပြောင်းအချိုးကကြန့်ကြာနေဦးမှာ။ ဖာနန်ဒက်စ်ကိုအရင်ကန်လန့်မယ်ဆိုရင်ဖာနန်ဒက်စ်ကဟိုဘယ်လိုပြောနီးပြဖြစ်တဲ့အမိုရင်းကလည်းခဏတိုင်းပြောထားတာဖာနန်ဒက်စ်ဒီလက်ရှိသူတို့တည်ဆောက်ဖို့ကြိုးပမ်းနေတဲ့အသင်းရဲ့အရေးအကြီးဆုံးကစားမတစ်ယောက်ဖြစ်တယ်ဒီကစားမဟာအသင်းအတွက်အင်မတန်အရေးကြီးတယ်အသင်းမှာဆက်ပြီးတော့ရှိဖို့လိုတယ်ဆိုပြီးတော့ဒါမျိုးတွေကျွန်တော်တချောက်ပြောထားတာဖာနန်ဒက်စ်ကိုယ်တိုင်ကလည်းအသင်းဟာသူ့ကိုမလိုချင်တော့ဘူးရှေ့ဆက်ဒီဆောင်မဲ့အတင်းထဲမှာသူ့ရဲ့သူ့ကိုထည့်ဖို့အတွက် plan ကြီးမရှိတော့ဘူး။ဘာညာဆိုမှသူကိုယ်တိုင်ကလည်းသွားမယ်ဒီလုံးဝပေါ့နော်ဒီအတီဒီ အတင်းထွက်အတင်းကထွက်မယ်ဆိုပြီးတော့ပြောထားတာဆိုတော့ Finance နဲ့ပတ်သက်လို့ရှိရင်တို့ကမ်းလှမ်းမှုတွေကဗျာပုံကိုကြီးသဘောတူညီမှုတွေရဖို့တော့ကမခဲရင်ဘူးဘာလို့လဲဆိုတော့ United ဘက်ကသာလက်လွတ်မယ်လို့ပြောလိုက် Finance ကနောက်အတင်းကိုပြောင်းဖို့အတွက်အဆင်သင့်မယ်အကယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ Finance ကဆက်ပြီးတော့ရှိရုံမှာဒါအပြင်တပတ်ကို9သိန်းတော့စဉ်းစားကြည့်ဖတ်တဲ့တင်ရဆိုလို့ရှိရင်တပတ်9သိန်းကိုကျွန်တော်တို့က tax free ဒါကစားမတစ်ယောက်အတွက်ကျွန်တော်ကြည့်ရင်လုံးဝတက်မက်စရာကြီး၃နှစ်တော်တွင်မှာပေါင်သန်း200လောက်ထိကိုရမှာအပူစုကြီးတွေရောဘာတွေရော တော့ကိုမိသားစုရှိရေးကိုရှိရေးသိတယ်မလားအကုန်လုံးတွေးကြည့်ရင်များဒါကြီးကညင်းရဲ့ဆရာကျွန်တော်မရှိဘူးညင်းရဲ့ဆရာမရှိဘူးဒါပေမဲ့လို့ပေါ့နော် Manchester United ရဲ့ဘက်ကတော့ Fernandes ကိုလုံးဝလက်မလွတ်ဘူးဆိုပြီးတော့ပြောထားတယ်ဒါအပြင်ဟိုတနေ့ကနောက်ဆုံး Aston Villa နဲ့ကစားကြတဲ့ပွဲမှာဘယ်လိုပြောမလဲဒီနောက်ဆုံးသူတွင်းရမဲ့ပင်နေတီတွေဘာတွေတော့မှ Ericsson တို့ဘာတို့ကိုထွက်ဖို့တည်ကြတဲ့ Ericsson တို့ဘာတို့ကိုပေးပြီးတော့ကန်ထားတယ်ဆိုတော့ကိုကြည့်ရင်ကစားမကအတင်းမှာဆက်ပြီးတော့များတယ်ရှိဖို့များတယ်လို့ပဲကျွန်တော်ထင်တယ် တကယ်လို့ Fernandez လိုကစားမမျိုးကအသင်းကထွက်ဖို့တည်ကြတဲ့လောက်ရှိတယ်ဆိုရင်ဗျာသိတယ်မလား Old Trafford မှာသူ့အနေနဲ့ဘူးသွင်းပြီးတော့မနှုတ်ဆက်စရာအကြောင်းမရှိဘူးသိရအဲ့လိုအခွင့်အရေးမျိုးကိုသူလက်လွတ်ခဲ့တယ်ဆိုတာကိုကျွန်တော်ကြည့်ရင်သူကိုယ်တိုင်ကတော့အသင်းမှာဆက်ရှိခြင်းတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အသင်းဘက်ကလည်း Fernandez နဲ့ပတ်သက်ရင်ဆက်ရှိမယ်ဆက်ပြီးတော့ထားဖို့ထားမှဖြစ်မယ်အရေးကြီးတယ်တရုံတို့ပြောနေတာဆိုတော့ Ehela ရဲ့ဘက်ကတော့ကစားမဖြစ်သူကိုကန်လန်းထားတယ်ပေါ့အသင်းထံတော့တရားဝင်ကန်လန်းလာတယ်ပါလို့ကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့ညီကလေးအနေနဲ့ရော ာနန်နက်အသင်းကနေပြောင်းသွားလိမ့်မယ်လို့ညီတို့ထင်ကြလားသူနေကြပါဦးကြည့်ရှုပါပြည့်တဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်